အတလန်တာမှာနီပြားနဲ့စမပြေဖြစ်နေတဲ့လော့ဒ်မန်ကိုပါချင်ရနေတဲ့ဘာစီလိုနာအတလန်တာအသင်းမှာနီပြားကြီးဂက်စပါရီနီနဲ့စမပြေဖြစ်နေတဲ့တိုက်စစ်ကစားသမားအဒီမိုလာလော့ဒ်မန်ကလာမယ့်တွင်မှာအတလန်တာကနေထွက်ခွာပဲရှိနေတာကြောင့်သူ့ကိုကလပ်တင်းအမြောက်များကစိတ်ဝင်စားနေကြပြီးဒီအသင်းတွေထဲမှာဘာစီလိုနာပါပါဝင်လာခဲ့ပါတယ်။အသက်29နှစ်ရွယ်နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်ကစားသမားလော့ဒ်မန်ဟာအတလန်တာရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီးမနေ့ကဘောလုံးရာသီမှာအတလန်တာအသင်းကိုယူရိုပါလိချန်ပီယံဖြစ်လာအောင်အဓိကနေရာကနေဆွမ်းဆောင်နိုင်ခဲ့တယ်လို့ လော့ဒ်မန်ကိုတိုင်ကလည်း2024ရအာဖရိကဒနစ်တာအကောင်းဆုံးကစားသမားဆုကိုပါဆုခူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လော့ဒ်မန်ဟာအတ္တလန်တာနဲ့ကလပ်ဘရုဂေရိုရဲ့ချန်ပီယံလိရှုံးထွက်ပလေးအော့ဒုတိယကြော့ပွဲအတ္တလန်တာအတွက်အရန်ရေးကြီးတဲ့ပွဲစဉ်မှာဒုတိယမြောက်ခြေပါကိုဖြစ်နိုင်မဲ့ပင်နရီကန်သွင်းခွင့်ကိုကန်သွင်းခဲ့ပြီးဂိုးမဝင်ခဲ့လို့ဒါကိုအတ္တလန်တာနီးပြားကစိတ်ပြတ်ခဲ့ပါတယ်။နီးပြားရေးဂက်စပါရီနီကလော့ဒ်မန်ရဲ့ပင်နရီကန်သွင်းမှုကိုပြစ်တင်ခဲ့ပြီးသူမြင်ဘူးသမျှတဲမှာဆိုးဝါးဆုံးပင်နရီကန်သွင်းသူလိုပါမတ်ချ်ပြုခဲ့တဲ့အတွက် လွန်မန်နဲ့ဂက်စပါရီနီတို့ကြားမပြေလည်မှုတွေပိုဖြစ်လာခဲ့သလိုလွန်မန်အနာဂတ်အချင်းတွေကိုပါပိုမိုလှုပ်ခဲလာခဲ့ပါတယ်။နောက်ချန်တိုက်စစ်နဲ့တောင်မန်တိုက်စစ်နှစ်ဖက်စလုံးတွေမှာလိုက်ပါကစားနိုင်တဲ့လွန်မန်ဟာဘာမင်းတို့နဲ့ဆက်ကြောင်းမှာအက်တလန်တာနဲ့စာချုပ်တဒံကုံဆုံးတော့မှာဖြစ်လို့လက်ရှိအနေအထားတွေအရစာချုပ်တိချုပ်ဆိုဖို့ကလည်းအဆင်မပြေနိုင်တာကြောင့်2026မှာအလွတ်နဲ့လက်မလွတ်ရခင်2025နွေမှာပဲရအောင်ရောင်းချနိုင်ဖို့ရှိနေပါတယ်။လက်ရှိမှာဘာစီလိုနာအားကစားဒရိုက်တာဒီကိုက AC Milan ရဲ့ Rafael Leao ထပ်ပေါ်မှုလို့ရှိနေပြီး ရာဖယ်လီယာဟိုကတန်ကြီးမြင့်မှာလွန်နေတာဖြစ်လို့သူထပ်ပြောင်းရွှေ့ကြီးနေနိုင်မဲ့လော့ကမန်ကိုမျက်စိကျနေပါတယ်။ဒီမှာဒီနေ့ကတည်းကအမားကိုချစ်ကြတဲ့